သာသတာပိစီယောဆိုတာကတော့ဖြိုင်းသူဖြစ်တာတွေကိုပြောတာဥမာနဲ့စိတ်နဲ့စေတသိက်ဟာဖြိုင်းသူဖြစ်လာ born together အတူတကွဖြစ်ကြအတူတကွဖြစ်ဖက်ခြင်းမှာယေຊုပြုလို့ရလားဖြစ်ဖြစ်ချင်းအကျိုးကိုထုတ်လို့လို့ရလားအကျိုးနဲ့အကြောင်းကြီးဖြိုင်းသူဖြစ်တာဆိုတာ reason တွေပဲဖြစ်ကြလားယုတ်တိရှိရလားလို့မေးယုတ်တိရှိတယ်လေဖျောင်းနိုင်လေးတတိုင်းထွန်းလိုက်တာနဲ့တပြိုင်တည်းကြည့် မိတော့ကလေးပေါ်လာတာနဲ့အလင်းရောက်လာတာမှန်လားမိတော့ကအရင် ပေါ်ပြီးမှအလင်းကတဖြည်းဖြည်းဝင်လာတာမဟုတ်ဘူးမိတော့ကလေးဝင်လိုက်တာနဲ့မိလင်းရောင်ကပေါ်လာတာတခါပဲ born together ပဲအဲ့ဒါမျိုးလိုပဲစိတ်နဲ့စေတသိက်တွေ born together မဟာဗုဒ္ဓတခုနဲ့တခုဖြစ်လာရင် born together ပဲအတူတူကမွေးလာကြတာစိတ်နဲ့စိတ်ရစာယုတ်တွေကလည်း born together ပဲစိတ်ဖြစ်တိုင်းဖြစ်တိုင်း ရုပ်ကိုမထုတ်လုပ်တဲ့စိတ်ဟာ14ခုပဲရှိတယ်။လူပြေမှာဆိုလို့ရှိရင်ရုပ်ကို မထုတ်လုပ်တဲ့စိတ်က10ခုပဲရှိတယ်။လူတွေမှာဆိုရင်ရုပ်ကိုမထုတ်လုပ်နိုင်တဲ့စိတ်က10ခုပဲရှိတယ်။ကြံတဲ့စိတ်တွေအားလုံးကရုပ်ကိုထုတ်နေတာ။စိတ်ဖြစ်လိုက်တာနဲ့တပြိုင်တည်းရုပ်ကိုထုတ်လုပ်ပြီးသားပဲ။ရုပ်ကိုမထုတ်လုပ်တဲ့စိတ်ကစက္ခုဝိညာဉ်စိတ်မြင်သိစိတ်သောတဝိညာဉ်စိတ်ကြာသိစိတ်ကာနဝိညာဉ်စိတ် နန္တိစိတ်ဇီဝဝိညာဉ်စိတ်လေယတိစိတ်ကာယဝိညာဉ်စိတ်ထိတိစိတ်ဆိုတဲ့အဲ့ဒီစိတ်၁၀ခုကတော့ယုတ်ကုန်ထုံးလို့ဘူးစွမ်းအားနေတယ်သူတို့ကစွမ်းအားနေသည့်အတွက်ကြောင့်သက္ကဝိညာဉ်စိတ်ပေါ်လိုက်တဲ့အချိန်မှာသူတို့ကစိတ်ရစယုတ်ကုန်မဖြစ်စေဘူးဉာဏ်နဲ့စိတ်တွေကဘာစိတ်ပဲဖြစ်ဖြစ်သူတို့ပေါ်လာတာနဲ့တပြိုင်နက်ခုနကမိတော့ကလေးပေါ်လာတဲ့အလင်းအောင်ကိုထုံးလုပ်လိုက်တယ်လို့ပဲ ဒီစိတ်ကလေးပေါ်လာတာနဲ့ပဲစိတ်ကြောင့်ဖြစ်တဲ့ယုတ်ကလေးကဘွားနဲ့ပေါ်လာတာဒါကြောင့်မို့လို့လူတွေကစိတ်ဆွမ်းအားနဲ့ယောဂခုစားတယ်ဆိုတာအဲ့ဒီသဘောကောင်းတဲ့စိတ်တွေကြီးများများဖြစ်ရင်ကောင်းတဲ့ယုတ်တွေထုတ်မှာပေါ့ healthy mind produce a healthy body healthy mind က healthy body ကို ထုတ်လို့တယ်ဒါမှန်တဲ့သဘောပဲညင်နွမ်းတဲ့စိတ်တွေကညင်နွမ်းတဲ့ယုတ်ပဲထုတ်မှာပဲလေ အဲ့ဒါကြောင့်မလို့စိတ်ထောင်းတော့ကိုကြည်လို့ပြောကြတာဗောစိတ်ပြူကိုနုစိတ်ထောင်းကိုကြည်ဘာဖြစ်လို့ကိုကြည်တာတော့ဆိုသူကထုံတာမကောင်းတဲ့စိတ်တွေကမကောင်းတဲ့ရုပ်တွေထုတ်တဲ့အခါကျတော့အာဟတိဘောဓိတွေဖြစ်လာတာဗောဖြစ်လာတော့သူကညှို့နွမ်းပြီးတော့အဲ့လိုနေတာအာ